စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လေနဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်ဒီလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်သောကเนาะစိတ်ချမ်းသာတဲ့လူကလည်းသောကတွေပူတယ်ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်เนาะ ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်သောကဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်သောကဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်သောကဖြစ်တယ်။အလုံးဟာသောကလေးတွေနဲ့ပဲနေကြတာ။အဲ့ဒီသောကဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ တောကခင်းအောင်နေခြင်းလို့ရှင်မလုပ်ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှောရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရဘူး